င်္ဂလာပါရှင်။နောင်ယူ channel ကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာလည်းစာရေးဆရာနောင်ယူစီတက်ရေးသားထားတဲ့အယူသူတော်နဲ့အပြစ်ထံတော်ဝစီကြောခြင်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ဇာတ်လမ်းလေးမစခင်ကျွန်မတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ပြီးတော့ဒီနားမှာရှိတဲ့ notify bell လေးကိုလည်းနှိပ်ပြီးတော့အားပေးခဲ့ဖို့အတွက်တောင်းဆိုပါရစေရှင်။ကျေးဇူးတင်ပါတယ်။အုံလက်ချောင်းမြင်းကြီးကိုပါဇက်ခွာတံပေးပြီးတော့ခုံပေါက်ပြေးလွှားနေတဲ့သူယူတယောက် သူ UTB သွားနေတဲ့နေရာကစိတ်ညွနေတဲ့တောအုပ်ကြီးတခုလက်ရှိသူဖြတ်သန်းနေတဲ့နေရာရဲ့ကကြောက်သားထောင်တွေနဲ့ပြည့်နှက်နေတဲ့နေရာဒီကြောက်သားထောင်များအကြားစီကိုမရောက်ခင်သူယူကလွင်ပြင်ချက်ကြီးတခုနဲ့ရေသွွွွွွစီးနေတဲ့ညင်ငယ်တခုကိုဖြတ်သန်းခဲ့ပြီးပြီညင်ငယ်ကိုဖြတ်သန်းခဲ့ပြီးနောက်ကြောက်တောင်တန်းများအကြားကိုလက်ရှိသူယူကဖြတ်နေတာဖြစ်တယ်သူယူတခုလုံးရေတွေကဆူရွှဲနေတယ်ဒါပေမဲ့လေသူယူကတော့သူရွေရွာစီကိုသာရှေ့ရှုလို့ မပြတ်တမ်းခီးဆက်နေတုံးပဲအတိတ်စီကကျုပ်ဘဝစီမဲမန်ရဲဒေါသပြင်းရှာခဲ့တယ်အကွမဲ့တော့စီချက်ပြေးတယ်မာယာညွတ်ကွင်းသက်ဆင်းရတယ်ဘိုးအဖြစ်တွေကိုမြင်သာချိန်ကျစီရင်ကြတော့ငားရတဲ့စေတနာငါရှင်းရမယ်အပြစ်ကြီးတော့မှငါပြန်လာမယ်သူယူပဇက်ကနေတချင်းမဆန်စာကျုံးမမဲတဲ့စကစုကိုရွတ်ဆိုတယ်။တဏီယာစီကိုရောက်တော့သူယူက ပြေးလွှားနေရကရုတ်တရက်ရက်လိုက်တယ်ပြီးတော့ပတ်ဝန်းကျင်ကိုလှက်ပတ်ကြည့်ပြီးဟဟပပရီမောတယ်သူ့ရည်တန်ကကြောက်တောင်တွေကြာပဲ့တယ်ပြန်သွားခဲ့ပါတယ်သူ့ရဲ့ရည်တန်အဆုံးမှာတော့ကြောက်တောင်ကြီးရဲ့တချို့နေရာတွေစီကတချစ်ချစ်တဖြစ်ဖြစ်နဲ့အတန်တွေမိလာခဲ့ပြီးတော့ဝုန်းဆိုတဲ့အတန်ကြီးနဲ့ကြောက်တုံးကြောက်ခဲကြီးတွေကသူယုရှိရာစီကိုလွှင့်စင်ကြလာခဲ့လေတယ်ဟဲ့ပလုတ်တုတ်တော့သူယုကဒီချင်းရာကိုကြည့်ပြီးတော့အာမင်နေပြူတယ်ဒါပေမဲ့သူယုကနောက်ဆုံးမိဟန်မရှိပါဘူး ထွက်ပြေးမဲ့အတွင်လည်းမရှိဘူးတည်တည်ငြိမ်ငြိမ်ပဲရက်နေတယ်ကြောက်တုံးတွေကတစစလွင့်စင်လာရင်ကဒူယိုနာကိုရောက်လာချိန်တော့ကြောက်ဆောင်တစ်ခုထက်စီကရီမော့တန်ထွက်ပေါ်လာတယ်ရီမော့တန်ထွက်ပေါ်လာတာနဲ့ဒူယိုစီကိုလွင့်စင်လာတဲ့ကြောက်တုံးတွေကပြုတ်ခွဲကုန်ပြီးအမုံအမွှားများဖြစ်ကပျောက်ကွယ်သွားပါတယ်ရီမော့သူရှိရာကိုဒူယိုကမော်ကြည့်လိုက်တယ်ကြောက်ဆောင်ထက်မှာရက်နေသူကဝါဖိုင်ဖိုင်ခဏကူနဲ့ဖြူစွတ်တဲ့အသားရည်ရဲရွှဲနဲ့မျက်နှာထားရှိကား အဝိဖြူကိုဖို့သူတော်တယောက်လိုစင်မြန်းလိုအပေါ်ပိုင်းကိုတော့ခနာကူနဲ့မလိုက်ဖက်စွာသိငယ်တဲ့အဝိဖြူစာလေးကိုဆက်လွယ်တိုင်းပတ်ထားတယ်။အော်ဘသူများလဲလို့ဝဝဖိုင်ဖိုင်ဥသူတော်ကြီးပါလားဘလို့လဲခီးတွေတော်တော်ရောက်နေပြီလားသူယူစကားအစုံဝဖိုင်ဖိုင်ဖို့သူတော်ကြီးကကြောက်ဆောင်ကြီးကနေကွဲကသူယူအရှိစီမှာပေါ်လာတယ်။ခီးကတော့ရောက်မရောက်ဆိုတာထက်လောကီစကားအတိုင်းတနည်းတဖုံ ပကံပဲသူ့ရဲ့ပေါ့ငါသူတော်ယူလေးရဲ့ ဖို့သူတော်ကြီးစကားဆုံးသူယူကဆက်ပြေးပြေးနဲ့ရင်မောလိုက်တယ်။ဟိဟိဖို့သူတော်ကြီးမတွေ့တာကြာပြီနော်။အမေငါသူတော်နင်ကအယူပြစ်တံကိုခန်းစားပြီးနေနေရတာတော့ငါ့ကိုမှတ်မိနေသေးတယ်ဆိုပါတော့။အိုးမှတ်မိတာပေါ့ဖို့သူတော်ကြီးရဲ့ဒီလောကအထဲမှာကျုံ့နဲ့နာမည်တူတဲ့ဖို့သူတော်ကြီးကိုချုပ်ကဘယ်မိပါမလဲဗျ။အင်းဟုတ်ပါရဲ့လေ။ငါကဖို့သူတော်နင်ကယောဂီသူတော်အမိနာဘအတူတူနဲ့တိတ်ကူခင်မခဲကြတာပဲ။ ဖို့သူတော်ကြီးကပြောပြီးတော့တဟဲဟဲရင်မောတယ်။သူယူကလည်းတဟီဟီလိုက်ပါလို့ရင်မောလိုက်ရဲ့။အော်တန်းနဲ့နင်ကရောဘလို့လဲ။အခုပြန်လာတာကနင်ရဲ့အဖြစ်တွေကြေခဲ့ပြီမို့ပြန်လာတာလား။အိုးဘယ်ကသာဖို့သူတော်ကြီးရဲ့ကျုပ်ကိုစင်ချက်ချထားတာကအယူသူတော်ဘဝနဲ့အမှုပြဒနာပေါင်း900ကိုဖြည့်ရှင်းကိုရမယ်လို့စင်ချက်ကချထားတာ။အခုကမှအမှုအလုံးရဲ့တဝက်ကိုဖြည့်ရှင်းပြီးတာမို့တဝက်ကြီးအဖြစ်တန်ကိုလာရောက်စေကြတာ။ဟော။ အပြစ်တစ်ဖက်လာစီကြောတာပေါ့။ဟုတ်ပါဖူးသူတော်ကြီး။နင့်ကိုဘသူကအပြစ်တွေစီကြောပေးမှလဲ။ဝိဆာကြီးလေးပါ။อืมကောက်ပါတယ်လေ။ကဲဒါဖြစ်လဲအချိန်မနှောင်းခင်ကျုပ်တော့တော်ရှိအောင်မယ်။အိမ်သွားပါစသွားပါစ။အိမ်သွားပါပြီသွားပါပြီ။သူယူကဖူးသူတော်ကြီးစကားကိုဟန်နဲ့ပန်နဲ့ပြောပြီးထွက်သွားတော့ဖူးသူတော်ကြီးကတဟဲဟဲရီမောရင်နဲ့ခေါင်းကိုခိုင်ရလို့ကြမ်းရက်တယ်။อืมဒုလောကစီမှာလည်း တင်းလေးလိုဒေါသဦးလေးကိုလိုအပ်ပါရဲ့နဲ့အခုလိုအပြစ်တန်စီရင်ခံရတာတော့စိတ်မကောင်းရပါဘူးလေအဝေးစီရောက်သွားပြီဖြစ်တဲ့သူယူကိုကြည့်ရင်းနဲ့ရေရွလိုက်တဲ့ဖို့သူတော်ကြီးရဲ့စကားပါစိတ်ညွနေပြီးတော့ပန်းပေါင်းစုံဖွင့်ကရေတကုန်စိတ်ဆန်းတဲ့ကြီးငှက်တာရကပေါင်းစုံရှိနေတဲ့တော်ရန်ကြီးအထဲကိုသူယူကသူ့အုံးလက်မြင်းကိုဖြည်းဖြည်းမှန်မှန်စီးနေရင်းနဲ့လှမ်းဝင်လာတယ်သူယူကလှမ်းလာရင်းနဲ့ပန်းကင်းကြီးအနာကိုရောက်တော့ပန်းကင်းထဲမှာပြန်တန်းနေကြတဲ့ ။ရောင်သွေးဆောင်နေတဲ့လက်ပြအပေါင်းကသူ့ယူစီကိုပြန်တက်လာကြပြီးတော့ရစ်ပတ်ပြန်ဝဲနေကြတယ်။မြင်ကွင်းကတကယ့်ကိုစိတ်ကြည်နူးစရာမြင်ကွင်းပဲ။ငါတို့တော့ဒီတစ်ခါတော့သူ့ယူရဲ့နားထဲမှာမဟုတ်ပဲတောတန်းတစ်ခုလုံးကိုပဲ့တင်ထွက်လာတဲ့ခေါ်တန်းသူ့ယူကခေါ်တန်းကြောင့်ညက်လုံးကိုတောင်မြောက်ကစားကြည့်ရင်းနဲ့လိုက်ရှာတယ်။အရှိတ်ချန်းကရေတပုံစီမှာနင့်ကိုနဲ့ရေတက်စင်ချင်ပြီးရင်အဲ့နာကအဝတ်ဖြူကိုဝတ်ဆင်ပြီးတော့ရေတကုံအထက်ကိုနှင်တက်လန်းလိုက်ပါ။ အရက်လေးမျက်နာကဝိစာလေးပါးကနင့်ကိုစောင့်ကြည့်နေကြလိမ့်မယ်။သူရဲ့မျက်နာက ပြုံးရွှင်သွားတယ်။ပေးဆက်နေရတဲ့အပြစ်ကြွေးတစ်ဝက်ကြည်လင်မှုကဘသူ့ကိုရောမပြောမပြုံးပဲရှိနေပါလိမ့်မည်နိ။ပြုံးရွှင်နေကသူရုကခေါင်းကိုတစက်စက်ညှိနေ။ဟုတ်ကဲ့ဖိုးတကြ။နင့်ရဲ့အပြစ်တစ်ဝက်ကြည်လင်မှုအပေါ်ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ဟေးဟေးအဲ့ဒါငါသူတော်လေးတော်လို့မဟုတ်လားဖိုးတကြ။အင်းဒေါသဦးကိုအယူဖြစ်စေပါရတာတော့စိတ်မကောင်းဘူး။ ဒါပေမဲ့ဒီလောက်ထိနင်းဆွားပြီးတာက ကောင်းတဲ့အလားလားပဲနင့်ကိုတော်တယ်လို့ချီးမွမ်းခြင်းပေးမယ်အားလုံးပြီးဆုံးပြီးမှပဲအပြည့်ဝချီးမွမ်းတော့မယ်ဟုတ်ကဲ့ဟိဟိဟိအတန်သိပ်သွားတော့သူယူကပျော်ရွှင်စွာနဲ့တချင်းတစ်ပုတ်ကိုတီဆိုရင်းနဲ့ကခုံတယ်လက်ပြားပေါင်းကလည်းသူယူနဲ့အတူဝဲပြန်တန်းရင်းနဲ့ရှိနေကြတယ်ဟဲ့ငါသူတော်အဲအဲဖို့တကြအတန်ကငေါက်ဆက်ဆက်မှုကောက်ခုံနေတဲ့သူယူကလန့်ပြတ်သွားတယ်။လက်ပြားတွေလည်းလန့်ပြတ်ပြီးတော့ဖျို့ဖျဲနဲ့ ပန်းနင်းတဲ့ကိုပြန်တန်းထွက်သွားကြလေတယ်။နင့်ကိုဝိဇ္ဇာလေးပါကစောင့်နေတာကိုနင်ကကနေသေးတယ်။သွားမြန်မြန်သွားတော့အဲဟုတ်ဟုတ်သားပဲဟီဟီဖိုးတကြ။သူတော်မိသွားလို့သူယူက ပြောပြီးတော့အရှိပန်းအရက်ကိုပြေးထွက်သွားလေတယ်။သူယူပြေးထွက်သွားတဲ့နောက်မှာတော့ပန်းကင်းစီကိုအဖြူဆွဆွဝက်စားကိုဝစ်ဆင်ထားတဲ့ပုပ်ကိုကြီးတယောက်ရောက်လာခဲ့ပြီးတော့သူယူရဲ့ကြောပြင်ကိုကြည့်လို့ခေါင်းကိုခက်သက်သာရန်ခါလိုက်ရင်ဟွန်းနင့်ကိုအယူပြစ်ဒဏ်ပေးမိတာကို ငါတို့အမားပါပဲငါသူတော်ရဲ့ပုဂ္ဂိုလ်ကြီးကပြောပြီးတော့ပန်းကင်းအနားကနေတဖြည်းဖြည်းကွေသွားခဲ့တယ်။သူယူကတော်တန်းလေးကိုလွန်ပြီးတော့ရေတကုန်းစီကိုရောက်တော့သူခန္ဓာစီမှာ သူခွစီလာတဲ့အုံလံမြင်နဲ့သူလွယ်ပိုးထားတဲ့အိစာတရလွယ်အိတ်ကြီးကဖြတ်ခနဲကွေလေးတယ်။သူယူဟာလည်းတင်ငိမ့်တဲ့အသွင်ကိုဆောင်းသွားပြီးတော့သူ့ရဲ့ဖေယိုဖေရဲ့အဝတ်အစားတွေကိုခန္ဓာစီကခွာချလို့ရေထဲကိုဆင်းလေရေထဲကိုရောက်တော့သူယူက ကျင်လင်အေးမြတဲ့ရေအောက်ကိုငုတ်ရှူလိုက်တယ်။ကျင်လင်ရှင်းပြနေတဲ့ရေအောက်စီမှာသူယူကအချိန်တစ်ခုကြာအောင်ငုတ်ရှူနေခဲ့လေရဲ့။ရေတကွန်စီကရေကြတန်ကဝင်းကျင်ကိုလွှမ်းရထားတယ်။ကျင်းငတ်တူအောင်မြင်တန်ကဒီလောကလေးကိုတာယာစီလေရဲ့။သူယူငုတ်ရှူနေတဲ့ရေပြင်စီမှာ လိုင်းချက်ကိုလေးတွေထလာတယ်။ချက်ချင်းစုတလို့ပါပဲ။လိုင်းချက်ကိုလေးတွေအချားစီကနေသူယူတယောက်ရေတဲကနေတိုးထွက်လာခဲ့ချိန်မှာတော့ရေတကွန်အနားစီက ကျောက်ဖြာကြီးထက်စီမှာအသားရည်ဖြူစင်တောက်ပါပြီကုနီဟန်တာကြည်ကောင်းလွန်လာတဲ့ယောက်ျားတရားဖြူစင်လုံးနဲ့အဝတ်တို့ကိုလဲလဲဝတ်ဆင်နေတယ်ရှင်လျားတဲ့စပင်းတို့ကရည်တဆက်ဆက်ကြာနေပြီးကြည်ကောင်းလွန်လို့မျက်နာသွင်းပြင်းတဲ့ဟက်ဆက်ကကြည်ကောင်းလွန်လာနေရဲ့အဝတ်တွေကိုဝတ်ဆင်ပြီးတော့ယောက်ျားကတပတ်ဖြူတထန်တဲ့ခေါင်းစီကရည်တို့ကိုပြောင်းစင်အောင်တုတ်တင်လိုက်ပြီးတက်ရက်စွာနဲ့ထုံထောင်လိုက်လေတယ်နောက်တော့အဲ့ယောက်ျားကရည်တကွန်ကြီးရဲ့နဘေးဘက်စီမှာရှိနေတဲ့ ကြောက်လီကားစီကနေရေတခွန်ကြီးအထက်စီကိုလှန့်တက်သွားတော့တာပေါ့ရေတခွန်ကြီးအထက်စီကညဉ့်ညာပြန်ပြူးလို့နဲ့ကြောက်ဖြာချက်ကြီးအပေါ်စီမှာဝိဆာလေးပါတို့စတုရန်တတန်မျက်နှာချင်းဆိုင်ပြီးတော့တင့်မလီခွေလိုထိုင်နေကြတယ်ဝိဆာလေးပါကမျက်ဝန်းတွေကိုမှိတ်ထားကြပြီးတော့တုတ်တုတ်မလုံပဲကြောက်စစ်ရုပ်တွေလားရှိနေတယ်ရဲ့သူတော်နင်ဝိဆာလေးပါရဲ့အလေကိုဝင်ထိုင်လိုက်ပါသူတော်ရဲ့နားလေးကအတန်းသူတော်ကတုတ်ပြန်မှုမပြုဘဲမျက်လွာကိုချလို့ဝိဆာလေးပါအလေစီကိုဝင်ထိုင်လိုက်တယ် သူတော်မြတ်ဝန်းတွေကိုမှိတ်လိုက်ချိန်မှာအရာအလုံးကတိတ်ဆိတ်သွားခဲ့ပြီးဝိဇာလေးပါးစီကမန္တန်ရုပ်ဖတ်တန်ကထွက်ပေါ်လာတယ်။ဒီအခါတပ်ဝင်းကျင်စီကဖြူလွှတ်တဲ့ငွေသက်တွေကသူတို့ရှိရာစီကိုလွန့်ပါလာပြီးရစ်ဝဲနေလေတယ်။သူတော်စီကလည်းညံ့နှံ့တဲ့အယောင်စင်းနဲ့အခိုးငွေတွေထွက်ကလေထုထဲမှာပြေပြောက်ကုန်နေတယ်။ခဏကြာတော့သူတော်စီကမဲညစ်တဲ့အခိုးငွေတွေဟာကွယ်သွားခဲ့တယ်ကဖြူလွှတ်တဲ့အခိုးငွေတွေကသာတိမ်တိုက်ပမာဝိဇာလေးပါးနဲ့သူတို့ကိုလွှမ်းခြုံရစ်လာခဲ့တယ်။ သူတော့အတိတ်တုန်းကနင့်ရဲ့ဖြစ်ရက်တွေကို ပြန်မြင်အောင်စီမယ်။နင်ကြည့်စမ်း။အဖြူရောင်အခိုးငွေတွေကြားစီမှာပုံရိပ်တို့တင်ဟပ်ပေါ်လွင်လာနေတယ်။ပုံရိပ်တွေထဲမှာဥဆုံးတင်ဟပ်လာတာကသူတို့မိသားစုနေထိုင်ခဲ့တဲ့ခန့်ထဲလွန်းတဲ့အင်ကြီးပြီးတော့သူ့ရဲ့ငယ်ဘဝပုံရိပ်ဆက်ပြီးတင်ဟပ်လာပြန်တာက ဖခင်ဖြစ်သူနဲ့သူ့ရဲ့မိတွေဖြစ်သူတို့ပုံရိပ်ရဲ့ဒီပုံရိပ်ကိုမြင်ပြီးတော့သူတော်ရဲ့ကိုရင်းစိတ်ကနာကျင်စရာတိတ်များစီကိုယုတ်ချီလွင့်ပါသွားရပါတယ်။ တက်ငယ်စုဆိုတဲ့ရွာကြီးတွေဟာထေဝါလာတဲ့အင်ကြီးစီမှာဇနစ်သားအရွယ်သူတို့ကမိဘနှစ်ပါးနဲ့အတူတူနေထိုင်နေရင်းရှိနေတယ်။ဖခင်ဖြစ်သူကစပားကုံငယ်တယောက်ဒီအလုံးနဲ့ပဲဖခင်ဖြစ်သူကသူတော်တို့သားအမိကိုအခုလိုတင့်တောင်တင်းနေထားနိုင်ပါတယ်။သူတို့ကငယ်စဉ်ကာလတွေကိုဖြတ်သန်းခဲ့ပြီးတိသက်ချင်းရောက်လာချိန်မှာတော့ဖခင်ဖြစ်သူကစပားပေါ်ချိန်တိုင်းရွာတကာစီလှည့်လေကစပားဝယ်ရင်းနဲ့အချိန်တလကုသတဲ့အချိန်ကြာတက်တာကိုသတိထားမိလာတယ်။အခုလည်း ဖခင်ဖြစ်သူကစပားဝယ်ထွက်တော်မှာမို့သူတော်တို့သားမိကဖခင်ဖြစ်သူစီးနှလိုက်ပါမယ်နွားလဲစီမှာနှုတ်ဆက်နေတယ်ကိုဝင်းဒီတစ်ခေါက်တော့အရင်နှစ်တွေကလိုအကြာကြီးမနေပါနဲ့နော်ကျုပ်ကကုလေးလက်ဝန်ကြီးနဲ့မို့ဖြစ်နိုင်ရင်တို့ဟိုဒီနေ့အဝယ်မထွက်စေချင်ဘူးသူတော်ရဲ့အောင်နောက်ထပ်ရင်သွေးကိုနေစီလာစီတရေဆောင်ထားတဲ့မိခင်ဖြစ်သူကခင်မွန်းတဲ့ကိုမဝင့်မရဲဆိုမိတယ်အင်းမရွှေတုံးရဲ့ငါဒီတစ်ခေါက်အရင်ခါရီလိုမကြံ့ကြစေရပါဘူး ဖြစ်နိုင်ရင်ငါလည်းမသွားချင်ပါဘူးဟာဒါပေမဲ့ငါတို့အလုပ်ကတစ်နှစ်လောက်အဆက်ပြတ်သွားရင်နောက်လူကအစားထိုးတတ်တာမျိုးဟာစိတ်ချပါဟာငါအမြဲဆုံးပြန်လာခဲ့ပါမယ်အင်းမတော်မိခင်ဖြစ်သူကနှစ်ဖက်သောမိဘဆွေမျိုးတွေဟာဝိညာဉ်ရှိမှမူအငယ်စိတ်နဲ့မတက်တာစွာပဲဖခင်ဖြစ်သူကိုမတက်တာစွာကောင်းငင်ခွင့်ပြုခဲ့ရတယ်ဒီတော့ကသူတော်တို့သားမိကဒီတစ်ခါဖခင်ဖြစ်သူထွက်ခွာသွားခြင်းကသူတို့ပေါ်ကံဆိုးမှုတွေစတင်လာနိုင်မယ်လို့မသိရှိခဲ့ကြပါဘူးဒီတော့က သူတို့တို့သားမိကဒီတခါဖခင်ဖြစ်သူထွက်ခွာသွားခြင်းကသူတို့ဘောကန်ဆူးမှုတွေစတင်လာစီမယ်လို့မသိရှိခဲ့ကြပါဘူးဖခင်ဖြစ်သူခီးထွက်သွားတာတလားလောက်ကြာမှာတော့သူတို့တို့သားမိစီကိုဖခင်ဖြစ်သူနဲ့ပတ်သက်တဲ့တည်င်းတချို့ကတူတူတက်တက်ရရှိလာခဲ့တယ်ရွှေတော်နှစ်ယောက်ကြာကအညာဘက်မှာတအိမ်ထူနေတယ်တဲ့ဟုတ်တယ်ရွှေတော်အဲ့ဒီကိစ္စပြန်လာရင်နေတိစာမင်းမြန်မီဖြည့်ရှင်းအောင်မဟုတ်ရင်ဖြည့်ရှင်းရခက်လိမ့်မယ် ငါတို့ကအနစ်မှာကုလစ်လက်ဝင်ကြီးနဲ့မပြောချင်ပေမဲ့အတက်တာလို့ပြောရတာပါဒီသတင်းတွေကိုစကြားမိချိန်မှာမိခင်ဖြစ်သူကတဲထန်စာနဲ့ငိုကြည့်ခဲ့တယ်တိတက်နေပြီဖြစ်တဲ့သူတို့ကလည်းမိခင်ငူတာကိုလိုက်မလို့မိအောင်ထိမ့်နိုင်ခဲ့ပေမဲ့ရင်ထဲမှာတော့ဝမ်းနေမိလို့ရတယ်မိခင်ဖြစ်သူကကိုဝင်ရင်းမာကြီးနဲ့ကိုဆိုးရွားလို့နဲ့အရေးကိစ္စကပေါ်ပေါက်လာတော့နေ့စဉ်ရက်ဆက်ငိုကြည့်မဆုံးခဲ့ပါဘူးသူတို့ဟာလည်းမိခင်ဖြစ်သူရဲ့မျက်ရည်တွေကိုမြင်မိတိုင်း စိတ်အခံရခက်လွန်းပေမဲ့ဖခင်ဖြစ်သူကဒီလိုလူစားမဟုတ်တာကိုယုံကြည်ချက်ကပြည့်ဝစွာရှိနေတုံးပဲဖခင်ဖြစ်သူသူတို့သားမိစီကိုပြက်လာမယ်လို့သူတော်ယုံကြည်ထားခဲ့တယ်တကယ်လဲနှစ်လပြည့်လို့ပြည့်ခင်မှာဖခင်ဖြစ်သူကပြက်လာခဲ့ပါတယ်ဒါပေမဲ့သူတယောက်ထဲတော့မဟုတ်ခဲ့ဘူးဖခင်ဖြစ်သူရဲ့နောက်မိန်းမဆိုတဲ့မိန်းမတယောက်ပါအတူလိုက်ပါလာခဲ့တယ်နှစ်ဖက်အခြေတည်းဆွေးနွေးကြပြီးမဲ့မိခင်ဖြစ်သူရဲ့မျက်ရည်တွေကိုဖခင်ဖြစ်သူကလှိမ့်လျှုပ်ခဲ့တယ်မိခင်ဖြစ်သူကလည်းတစ်ဖက်ကမတက်တာတဲ့အဆုံး ီကိစ္စကိုအကြည့်ပြစွာနဲ့ကောင်းကျိတ်လက်ခံပေးခဲ့တယ်။ဒီမိမအိမ်ကိုဆောက်ရောက်ပြီးခဲ့တဲ့ကသူတော်တို့သားမိကနေ့စဉ်ရက်ဆက်ပြဿနာနည်းရပ်တွေကိုခက်ခဲစွာဖြတ်သန်းရလေတယ်။အရင်ကသူတို့သားမိကိုမျက်နှာတစ်ချက်မညူအောင်ထားတတ်တဲ့ဖခင်ကအခုတော့ညနေချင်းဆိုင်ရင်တော့မမြင်တရားပြုတ်သွားတယ်။တခါတည်းရန်သူတို့ကအဖေဖြစ်သူအနာကက်ချင်မိပြီးတော့ကက်မိပြီဆိုရင်ဖခင်ဖြစ်သူကိုယ်တိုင်ကမောင်းနှင်ထုတ်လာတယ်။တိခိုက်တန်တွေကငွေရွှေလုံးနဲ့သူတို့ရင်ထဲမှာတင်လောက်အောင်ဝန်းနေရတဲ့ခိုက်တန်တွေပါ။ တခုတော့မနဲ့မှာတော့သူတော်စီကိုကန့်ဆူးမှုကြီးကအချိန်မဆိုင်မဲထပ်မံတူးဝေပြီးရောက်ရှိလာပြန်တယ်။အဲ့ဒီမနဲ့ကအိယာကနူးလာချင်းအနားမှာမိခင်ဖြစ်သူကိုမမြင်မိတာမို့သူတော်လိုက်ရှာမိချင်းအင်းသားကြီးကိုအရောက်မှာတော့ပြက်လုံးကြီးပြူရှာကြီးထွက်လို့ဇက်ကျူးကငုတ်တုတ်ကြီးသေဆုံးနေတဲ့မိခင်ဖြစ်သူရဲ့အလောင်းကိုမြင်လိုက်ရတယ်။လောကကြီးတစ်ခုလုံးကဦးထိန်စပမာချက်ချလဲသွားတယ်လို့သူတော်ခန်းစားခဲ့ရတယ်။ ပားပြင်တွေစီမှာလည်းမျက်ရည်တွေဖန်ဖန်ကြလာရပြီးစိတ်အဆင်ကစောင့်တရားမရဖြစ်ခဲ့ကသူတို့တယောက်ကုကုကုသတိမထားနိုင်ပဲမူးမိလဲကြခဲ့ရတယ်။ကိုဝင်ရစ်မာကြီးနဲ့ရုတ်တရက်တီးဆုံးခဲ့တဲ့မိခင်ဖြစ်သူရဲ့နာယီတရင်ကတော့နေတကြောမှာဟူးလိတကြောကြောဖြစ်ခဲ့တယ်။မိတွေးဖြစ်သူကတော့တယံရှင်းလို့အေးတဲ့သဘောနဲ့မျက်နာက ကြည်ရွှင်ရွှင်ဖခင်ဖြစ်သူကလည်းသိပ်ပြီးတော့ခံစားရတဲ့ဟန်မပြဘူး။မိခင်အတွက်ရင်ကျိုးရသူတယောက်ကသူတော်တယောက်တည်းရှိနေတယ်လို့ဖြစ်ရတယ်။ ဒါပေမဲ့တကြိုတဲ့နေ့မှာ ဖခင်ဖြစ်သူရဲ့ထူးခြားတဲ့အပြုမူကိုသူတော်မြင်ရတယ်။အဲ့ဒီနေ့ကမိတွေးဖြစ်သူကတုတ်တန်ကိုမလိုက်ဘူး။ဖခင်နဲ့သူတော်သားလိုက်ပါခဲ့တယ်။မိခင်ဖြစ်သူကိုမြေချကာနီးတော့ဇနီးဖြစ်သူတည်ဆုံတဲ့နေ့ကလေးကမျက်ရည်တစ်စက်မှမကျခဲ့တဲ့ဖခင်ဖြစ်သူကယူမတက်ကိုငူကြွေးတယ်။ဒါအပြင်နှုတ်ကလည်းရွှေတုံရဲ့ငါ့ကိုခွင့်လွှတ်ပါငါမှားတာပါ။ငါသူ့ကိုလွန်ဆန်မရလို့ပါဆိုပြီးပြောပြောပြီးငိုတယ်။ဒါပေမဲ့အိမ်ကိုပြန်ရောက်တော့ဖခင်ဖြစ်သူက မျက်နာနဲ့နဲ့မှိုင်းတာကလွဲပြီးအရင်လိုပုံမှန်အတိုင်းပါပဲသူတော်ကိုလည်းခက်တီတီခက်တန်းတန်းသာဆက်ဆံနေဒီဖြစ်တွေကြောင့်သူတော်လည်းအိမ်စီမမနေလို့ဒါကြောင့်ရွာထိတ်ကဂျီဒီလေးစီကိုထွက်လာခဲ့ပြီးတော့ဥတိုက်လို့မိခင်ဖြစ်သူအတွက်ကောင်းမွန်ရာဖုန်မှုအကိုရောက်ရှိစေဖို့ဆုတောင်းပေးနေမိတယ်ပြီးတော့ဂျီဒီကလေးစီမှာပဲထိုင်ပြီးငိုကြွေးနေမိခဲ့ရဲ့အချိန်တော်လေးကြာတော့စကြက်လွတ်တဲ့နွားတအုပ်ဖះရှိကဖြတ်သွားတယ်။နွားရီသွားပြီးတိတ်မကြခင်မှာတော့နွားအုပ်ကိုကြောင်းတဲ့သူတို့ရဲ့တငယ်ချင်းဖြစ်သူ မိပုံရောက်လာတယ်မိပုံကဇေဒီလေးပေါ်မှာထိုင်ကုန်နေတဲ့သူတော်ကိုမြင်တော့အနားကိုရောက်လာခဲ့တယ်သူတော်မိပုံကဂိူနာသက်စွာခေါ်ရင်းနဲ့အနားနာထိုင်မိတယ်သူတော်ကဘာမှမတုံ့ပြန်ခဲ့ပါဘူးသူတော်ငါနေ့မီတွန်နေနဲ့ထပ်တူခန်းစားရပါတယ်ဟာနေ့ကိုလည်းတကယ်ကိုကိုချင်းစာမိတယ်သူတို့လက်ကိုထိကိုင်လို့မိပုံကအားပြလာတယ်သူတော်ကမိပုံအားပြလာတော့ပူပြီးတော့ငုံမိရပါတယ်သူတော် ရွာထဲမှာနင်တို့မိသားစုအကြောင်းငါကြားမိခဲ့တာပြောပြမယ်။မိပုံစကားကိုအစမ်းပင်မှုသူတို့ကလှည့်ကြည့်မိတော့မိပုံကပြောလာတယ်။လူတွေပြောနေတာကိုငါကြားမိတာ။နင့်မိကသွေယူတာယုံသိဆုံးတာမဟုတ်ဘူးတဲ့။နင့်ကိုတိအောင်ငါပြောပြမယ်။ချောင်းချာမြောင်းချသူမကြားပါစေနဲ့။မိပုံကပြောပြီးတော့ရွာဘက်နဲ့သူထိုင်နေရာကြားကိုမြင်းတစ်ချောင်းရေးချစ်တယ်လို့ပြောတယ်။ဒါကသူတို့နယ်မှာငယ်ကြားစကားအရာဆုံးတွေအကြောင်းပြောရင်ပြရတယ်ဆိုတဲ့အပြုအမူဖြစ်တယ်။ ညည့်ရမိတွေကဆုံးမကြီးတဲ့ညိအဖေကိုပြုစားပြီးယူထားတာဖြစ်တယ်လို့ညိအမေကလည်းသူပဲတက်ပြစ်တာတဲ့ပြီးတော့အဲ့မိမကြီးကတာမန်ဆုံးမဟုတ်ပဲအသာစားဆုံးလို့လည်းငါကြားမိတယ်ဘလို့မိပေါ်ဘလို့သူတော်လုံးဝမတွေးထားမိတဲ့အကြောင်းအရာမျိုးထပ်ပြီးမေးမိတယ်ဟုတ်တယ်သူတော်အဲ့မိမကြီးကစပားကုန်တယ်ဖြစ်တဲ့ညိအဖေကိုတစ်ဖက်သက်ကြိုက်ပြီးတော့ပြုစားယူလိုက်တာတဲ့ပြီးတော့ညိအမေကိုလည်းသူ့ပညာနဲ့တတ်ပြီးအထဲကကလေးကိုလည်းစားပြစ်တယ်တဲ့ နင်ကဘလို့သိနေရတာလဲမိပုံသူတို့ကကိုနားကိုယုံတော့ဝက်မယုံတော့ဝက်ဖြစ်နေမိတာမို့မိကုန်းထုတ်မိတယ်လူတော်တော်များများပြောနေကြတာပဲငါလည်းနင့်မိသိချင်းမှာသတိထားမိတာရှိတယ်သိလားဘာများလဲမိပုံဘာရမလဲသူတော်ရဲ့နင့်မိတိခါစားကဖိုက်ကြီးကပူပူကြီးလေဒါပေမဲ့တကြိုးတည်းနေကြတော့နင့်မိဖိုက်ကြီးကပုံမှန်လူလိုပဲပြားချက်နေတယ်ဟာသူတော်အခုမှမိပုံပြောတဲ့ဒီအဖြစ်ကိုသတိထားမိသွားရတယ်မိပုံပြောတာဟုတ်တယ် မိခင်ဖြစ်သူကိုတချို့တော့ဝမ်ပိုက်ကတာမန်သူတယောက်လိုပဲကြားချက်ချက်ဖြစ်နေတယ်။အဲ့ဒီတော့ကတော့အပူမီတောက်နေချိန်မှာမြင်မိပေမဲ့တတိတော်မမှုမိခဲ့ဘူး။အခုဆိုရွာထဲမှာအဲ့မိမကြီးကိုကြောက်နေမိကြတယ်ဟာ။သူတော်ကဒေါသအလုံးထွက်သွားမိတယ်။ချက်ချင်းထပြီးအိမ်ပြန်လို့ပြဿနာရှင်းမယ်ဆိုလို့တော့မိကုံကအတင်းလန့်ဆွဲပြီးတော့သူတော်စိတ်လက်မှာမလို့ရင်နေမှာတိတ်မှသွားရလိမ့်မယ်နော်။မိပုံနေငါ့ကိုလှုပ်ပါငါ့မိထွက်ငါလက်စားချေရမယ်။သူတော် နေငါ့စကားကိုနားထောင်ပါမရဘူးမိပုံနေငါ့ကိုလှုပ်ပါမရဘူးသူတော့နေဒီကိစ္စကိုတရားစုံစမ်းသင့်သေးတယ်တကယ်လို့ဟုတ်နေတယ်ဆိုရင်တော့စိတ်လက်မပါနဲ့နေဖြစ်ရှင်းလို့မရဘူးသွေးဆူပြီးလို့ရနေမလိုက်မယ်ကသူတော့သူတော့တယောက်ကကြောက်ရွံ့တယောက်လိုငြိမ်ငြိမ်းနေဖြစ်သွားတယ်မိပုံပြောသလိုပါပဲဒီအရေးမှာစိတ်လိုက်မမလို့လို့မရဘူးဆိုတာသူအများဆုံးသဘောပေါက်မိခဲ့တယ်အိမ်နေကမိပုံထွက်သွားတော့သူတော့ရည်ဒီလေးစီမှာဆက်လက်ပြီးငိုကြွေးမိခဲ့တာ မိုးချိုလူမှအင်စီပြန်ခဲ့တယ်။သူတို့အပေါ်တက်ရောက်လာတဲ့မိတွေးဖြစ်သူရဲ့အခြေအနေဆိုးတွေကဒီလောက်နဲ့ကြက်တက်မနေခဲ့ဘူး။မိဘုံကသူတို့ကိုဇီဒီလေးပေါ်မှာသူကြားခဲ့တဲ့တဲ့တွေအကြောင်းကိုပြောပြခဲ့ပြီးတရက်အကြာမှာတော့မိဘုံဆုံးမိတဲ့ကြကြချင်းသူတို့မျက်စိတွေပြောင်းဝင်သွားရတယ်။မိဘုံဆိုတာကသူ့အတွက်တော့အရင်နှီးဆုံးတငယ်ချင်းတယောက်လေ။အခုကြားရတာကမိဘုံဆုံးမိတဲ့မိဘုံဆုံးပုံကလည်းတကယ်ကိုထူးထူးဆန်းဆန်းပဲ။တကောင်ရံချင်းမိဘုံတယောက် အိယာထဲမှာအိဆက်နေရင်တစုံတယောက်ကိုအကြောက်ကံတောင်းပန်နေတဲ့စကားတန်တွေကိုပြောရင်းနဲ့မချိမဆန်အောင်ဟဲ့ရင်တည်ဆုံးသွားတယ်လို့သိရတယ်။ဒီအကြောင်းကိုထပ်သိရတော့သူတို့မျက်လုံးထဲမှာချက်ချင်းကိုမိသွေးဖြစ်သူရဲ့မျက်နှာကိုပြင်းပြင်းမိတယ်။မိဘုံအတွက်ရင်ထဲမှာမခန့်ချိမခန့်တာနဲ့ခံစားချက်တွေနဲ့သူတို့အိစီကိုပြန်လာခဲ့တော့မိသွေးဖြစ်သူရဲ့မထီတရီအကြည့်နဲ့အပြောကိုခံရတယ်။ကိုနဲ့မဆိုင်ပဲရှာဝင်ရှိတာတည်တာတော့နည်းသေးတယ်။တရင်ဖြစ်ရမှာ ီစကားကြောင့်မိဘုံတည်ဆုံမှုက သူ့မိခင်တည်ဆုံမှုလိုပဲဒီမိမကြီးရဲ့လက်ချက်လိုသူတော်ကယုံကြည်မိသွားရတယ်။သူတော်မခံစားနိုင်တော့ဘူး။ဒေါသထွက်လို့အသားတွေတစက်စက်တုံ့ရရရင်တခခုလုံးမဲ့တွေးမိတော့မိဘုံသူ့ကိုနောက်ဆုံးပြောသွားတဲ့စကားကနားထဲမှာပဲ့တင်ထွက်လာတယ်။သူတော်စင်ရိုင်းတစ်ကောင်လုံးမုံယူနေတဲ့သူ့စိတ်ကိုထိ ंछ ုပ်ခဲ့လိုက်တယ်။ဒါပေမဲ့အိမ်မှာမနေတော့ဘူးလို့ဆုံးဖြတ်ချက်ချလိုက်ပြီးသူ့ဝတ်စား၃လေးစုံကိုယူလို့တစ်ဖက်ရွာကမိခင်ဘက်က ဘာထွေးတော်သူကျောင်းထိုင်တဲ့ဖုန်ကြီးကျောင်းစီကိုပြီးပိုင်ထွက်ခဲ့ပါတော့တယ်။ဘာထွေးရဲ့ကျောင်းစီမှာကျောင်းဤကျောင်းစာဖုန်ကြီးကျောင်းစာဘဝနဲ့သူတော်နေခဲ့တာလှတော်ကြပြီ။အစပိုင်းကာလတွေမှာဖခင်ဖြစ်သူကသုံးကြိမ်တိတိလာရောက်ခုံငင်ခဲ့ပေမဲ့သူတော်ညှဉ်းဆန်ခဲ့တယ်။စထွက်လာကလေးကသူမမြင်ချင်တဲ့မိမကြီးရှိနေရအရက်ကိုသူဘယ်တော့မှမပြန်ဘူးလို့သူတော်ကဆုံးဖြတ်ထားခဲ့တာလေ။ဖခင်ဖြစ်သူကညုံငယ်ဝမ်းနေတဲ့မျက်နှာနဲ့သုံးကြိမ်တိတိလာရောက်ခုံငင်ပြီးနောက်မှာတော့သူတော်စီကိုထပ်ပြီးရောက်မလာတော့ဘူး။ သူတို့ကကြောင်းစီမှနေရင်နဲ့ကပိယချင်းဥပလစီမှလက်ပုံးတတိနေကလော်ခီစာပေတွေကိုဖတ်ရှုဖြစ်လာတယ်။ဒီစာပေတွေကတဆင့်လော်ခီပညာရပ်တွေကိုသူတို့ကစိတ်ဝင်စားလာရတယ်။တခုတော့ရပ်မှာတော့သူတို့ကြောင်းစီကိုဥစာတီးဆိုတဲ့လူထုဆန်းကြီးတယောက်ကရောက်လာတယ်။ဥစာတီးကြီးကကြောင်းစီမှတော့ကြကြနေလေတော့သူတို့နဲ့ဂျင်းနီကျွမ်းဝင်လာတယ်။ဒီခါမှာလော်ခီရင်းရစာပေတွေကိုဖတ်ရှုမှတ်သားထားတဲ့သူတို့နဲ့ဥစာတီးကြီးတို့အမေအဖေစကားတချို့ပြုတ်ကြတယ်။ ဦးစာဒီကြီးကအာအနေနှုတ်စီကမန္တန်တွေကိုပဲတွတ်တွတ်ရွတ်ဖတ်နေတာကိုလည်းသူတို့ကသတိထားမိခဲ့တယ်။မိမြတ်မိတော့မန္တန်နဲ့ထွက်ရက်များတဲ့အကြောင်းမန္တန်ရဲ့ဆွဲအင်တိတ်တိမန္တန်နဲ့ဆေးဝါးကုသလို့ရကြောင်းတွေအပြင်ပယောဂါတွေဆုံးကဝေတွေကိုလည်းနှိမ်နင်းနိုင်တဲ့အကြောင်းကြားသိရတယ်။ဒါတွေကိုကြားမိတော့သူတို့တယောက်သူ့အတွက်ထမှတ်မထားပဲလမ်းစာတစ်ခုရရှိလာလိမ့်တယ်လို့ယူဆဖြစ်ခဲ့တယ်။ဦးစာဒီကြီးစီမှာသူတို့တပည့်ခံလိုက်ပါတယ်။မန္တန်ဆိုတာ ထန်ကြကြမှန်ကြကြအကုံဆောင်ရွတ်တဲ့အခါစေဝအင်းအိုင်ညောင်းနေညောင်းလက် အရာရာထပ်ပို့လို့မျက်ဤတယ်ကွာဥစာတီကြီးကမန္တန်တွေအကြောင်းကိုပြောပြတယ်မန္တန်ဆိုတာမြတ်ဗုဒ္ဓရဲ့ဂုဏ်တော်တွေသစ္စာတရားတွေနဲ့မေတ္တာတို့ကို အခြေပြုလို့ဟောကြားတဲ့တရားတော်တွေစီကထုခဲရာ အနှစ်ချုပ်တွေအကြောင်းပြောပြတယ်ဥစာတီကြီးကဂါရမန္တန်နဲ့မန္တရာတို့ရဲ့ကွဲပြားမှုကိုလည်းပြောပြပြန်တယ်ဒီတိုင်းရွရင်ဂါတာအုံခံရွရင်မန္တန် အောက်ခံရွရင်တော့မန္တရလို့ခေါ်တော့မှောင်သူတော်ရသူတော်ကတော့ဦးစာဒီကြီးပြောသမျှကိုစိတ်မနဲ့တမျိုးစာရေးလိုတဲ့ပုံမှတ်သားဖြစ်တယ်အခုလဲဦးစာဒီကြီးအရှိစီမှာသူတော်ကယူကျိုးစွာထိုင်းရင်းနဲ့ပြောသမျှတို့ကိုနာယူနေမိတယ်ဂါရာတပုတ်ဒိတ်တန်ဆုပ်လို့ရွတ်ဖက်လီတော့တထောင်ချင်းကြဆွဲရည်ပြရည်တဲ့ဟုတ်ကဲ့မန္တန်သမားဆိုတာတဲတော့လည်းမလွယ်လှဘူးကွာမန္တန်လို့သာအမည်တက်ပေမဲ့ဖြတ်တန်းရတဲ့ခိုက်တန့်တွေမှာအင်းကိုမှီဝဲရတယ် ဆေးကိုမြှဝဲရတယ်ပတိကိုစိတ်ထက်နိုင်ရတယ်အရာအလုံးကိုလျော့ညိအောင်ပြုရပြန်တကွာဟုတ်ကဲ့အင်းမင်းကတော့ကွာငါပြောသလိုတထောင်ချိန်မှာအစွမ်းပြတကွာဆိုတာနဲ့ဟုတ်ကဲ့ကိုပဲအလီလီလာလာပြောနေတော့ပါလားတကယ်မလွေတဲ့ငါသူတော်ပဲဥစာတီကြီးကအရှုံးဖောက်လို့ပြောတော့သူတော်ကယင်မိတယ်ပြီးတော့ဥစာတီကြီးအမိတက်ပေးတဲ့ငါသူတော်ဆိုတဲ့နာမကိုလည်းသူတော်ကအလိုနှိမ့်ချိုက်သွားမိခဲ့ရတယ်ဒီကနေ့နောက်ရက်တွေမှာတော့ဥစာတီကြီးကသူတော်ကို အင်းချက်တွေပြချတိုင်တယ်ပြီးရခါတရားထိုင်တာမျိုးပြုခိုင်းတယ်တရားထိုင်တာကဘုန်းကြီးကျောင်းသားတွေဖြစ်တဲ့သူတို့အတွက်မခက်ပါဘူးဘလောက်ကြာကြာထိုင်နိုင်ခဲ့တယ်ဒါပေမဲ့တနေ့ထက်တနေ့ဒီအချိန်ကမတက်ဖ ೇನೆ နှစ်ပတ်လောက်ကြာလာတော့သူတို့ကညင်ွေလာရပြီဗကြီးကျုပ်ကိုအဆင့်တက်ပြီးတော့ဗျာဟဲ့ကသူတို့နင်းဆိုတာဟာလေဘလို့မျိုးလဲနင့်ကိုနင်းဘာများမှတ်နေသတုံးတရားထိုင်ပြီးလေဝင်လေထွက်လေးပဲယူခိုင်းတာကိုတလားတော့မရှိသေးဘူးနင်းကစိတ်မရှိဖြစ်နေပြီ။ စိတ်မရှိတာမဟုတ်ဘူးဘာကြီးကကျုပ်ဘာကြီးပြောတဲ့အတိုင်းလုပ်နိုင်ခဲ့တယ်လေဘာကြီးကတနားရီထိုင်ဆိုကျုပ်ကတနားရီကြောင်တော့ထိုင်ပြသေးတာအခုဆိုကျုပ်ကဒီအဆင့်ကိုပိုင်နိုင်နေပြီအဲဒါကြောင့်ဆင့်တက်ပြီးဖို့ဘာကြီးကိုတောင်းဆိုလာတာပေါ့သူတော်ရဲ့အကုန်တက်မှုကြောင့်ဦးစာတီကဆက်ပြောတယ်ဟဲ့ငါသူတော်ငါအနှစ်ကိုအခုလိုဝီလီထွက်နေထားရှုခိုင်းတာအကြာကြီးထိုင်ဖို့လို့နင်ကထင်တာပေါ့အဲ့လိုမဟုတ်ဘူးလားဘာကြီးကအာဘေကလာကွာတမာတိရဖို့ကွာတမာတိရဖို့ တမာတိဆိုတာတည်ကြည်ခြင်းတည်ငြိမ်ခြင်းနဲ့ကစိတ်အစဉ်ကစူးစီးနေပြီးကံရည်ပြင်လိုငြိမ်သက်နေစေဖို့ကြင်ကြံစီတာဟင်ဒါဆိုကျုပ်မားနေတာပေါ့အမှန်ပဲဘလို့လုံးရမလဲပါကြီးရဘလို့မှမလုံးနဲ့ကြင်ကြံမှများရင်လိထာရသွားမယ်တခုပဲနင်ကိုယ်တိုင်ထိန်းခုပြီးတော့စိတ်ညစ်ထားဖို့လိုတယ်ဟုတ်ကဲ့ပါကြီးသူတော်ကသူမားနေတဲ့လမ်းကြောင်းကိုပြင်ဆင်ပြီးမရမကလှောက်ဆောင်တယ်ဒီခါမှာဥစာတီကသူတော်ကိုချီးကျူးပြီးတော့ မနံပညာရက်တွေကိုစတင်သင်ပေးတော့တာပေါ့ပထမဆုံးအနေနဲ့အောင်းဆိုတာကိုထန်ကြိုင်းကြကြထွက်နိုင်အောင်သူတို့လှုပ်ဆောင်ရတယ်။ငားရက်လောက်ကို အောင်းဆိုတာကိုပဲအတိအလေးအခါခါသူတို့ရွတ်ဆိုနေရတယ်။ဒါပေမဲ့သူတို့ဒီတစ်ခါတော့မညှိတွားခဲ့ပါဘူး။ဒီကနေအစင်တက်တော့အခြေအမြစ်မနံကိုစတင်ပြီးတော့သင်ယူရတယ်။အောင်းခံလို့တန်ထွက်မှန်းအောင်သူတို့ကကြိုးစားရတယ်။ဒီလိုနဲ့သူတို့တယောက်မနံသုံးပုံမြောက်ကိုသင်ယူပြီးချိန်မှာတော့ ။ဦးစာတီကြီးကခီးတစ်ခုထွက်တော့မယ်ဆိုတာပြောလာတယ်။သူတော်ဘာလုပ်ရမယ်မသိတတ်တော့ဘူး။ပါကြီးကျုပ်လည်းလိုက်ခဲ့ခြင်းနဲ့။လိုက်တာရပါရဲ့ကွာ။မင်းအုပ်ထိန်သူက ခွင့်ပြုရင်နတ်ပြည်ထီလည်းလိုက်လို့ရတယ်။သူတော်ဘာတွေဖြစ်သူစီမှာအခွင့်သွားတောင်းတယ်။ခွင့်ပြုချက်ကိုမရမကတောင်းယူပြီးရရှိလာတော့ဦးစာတီကြီးခေါ်ဆောင်ရနောက်ကိုလိုက်ပါခဲ့တော့ပါဗော။ဖြူလွှတ်တဲ့အခွင့်အရေးတွေချာမှာထင်ဝင်နေတဲ့သူတို့ရဲ့စိတ်စီကပုံရိပ်တို့ကရုတ်ခနဲပျောက်ကွယ်သွားလေတယ် ငါသူတော့ဒီကနေ့တော့ဒီလောက်ပဲမနှက်ဖန်မနှက်အာယုံတက်မှာနင့်ရဲ့အပြစ်ဒဏ်စီကြောမှုကိုပြန်လည်စတင်မယ်ဝိဇ္ဇာလေးပါအနက်ကအရှိတ်ဆီကဝိဇ္ဇာကဆိုတယ်ဟုတ်ကဲ့မနှက်ဖြန်ကိုကြုံတီးနေရမှာပဲရှိနေပါမယ်ဘဘဝိဇ္ဇာကြီးတို့သူတော်ရဲ့စကားအစုံဝိဇ္ဇာကြီးလေးပါကခေါင်းကိုကိုစီညှင့်ကြပြီးနေရာကနေပျောက်ကွယ်သွားခဲ့ပါတော့တယ်အဲ့နောက်တော့သူတော်ကလည်းညခင်တုံးဆောင်မှုအတွက်စားစရာတစ်တီးတို့ကိုရှာဖွေမှမဟာမြိုင်တော်ရန်စီ 我们要打开网络嘞。